ါတီသုံးပြိုင်ပွဲနှစ်သင်းရဲ့ထိပ်တိုက်တွေ့ဆုံမှုအင်္ဂလန်ဒါဗီဖြစ်တဲ့လီဗာပူးနဲ့မန်ချက်စတာယူနိုက်တက်တို့ရဲ့တွေ့ဆုံမှုပွဲစဉ်ဟာတနင်္ဂနွေနေ့ည10:00နာရီမှာ စောင့်ကြိုနေပါတယ်။အင်ရှင်လီဗာပူးနဲ့မန်ချက်စတာယူနိုက်တက်တို့ရဲ့လက်ရှိအခြေအနေထိပ်တိုက်တွေ့ဆုံမှုတွေနဲ့ဒီပွဲရဲ့ရလဒ်ကိုအနည်းဆုံးချင်ကပ်ကြည့်လိုက်ရအောင်။ဘောလုံးအသင်းတစ်သင်းမှာအောင်မြင်မှုတွေကိုအချိန်ကြာကြီးတည်မြဲအောင်ထိန်းသိမ်းဖို့ဆိုတာ ခက်ခဲပါတယ်။လီဗာပူးတင်းဟာနီးပြဂျာကင်ကလော့ရဲ့လက်ထက်မှာအောင်မြင်မှုတွေရခဲ့သလိုအနီစတော့ရဲ့ပထမရာသီမှာလည်းပရီးမီးယားလိဖလားကိုစကူနိုင်ခဲ့ပါတယ်။ဒါပေမဲ့ဒီနှစ်မှာတော့ကစားသမားအပြောင်းလဲတွေနီးစနစ်ပိုင်းပြောင်းလဲမှုတွေကြားမှာလီဗာပူးတင်းဟာအခြေအနေတွေရင်းရင်စားပြုလာခဲ့ပါတယ်။ဒါအပြင်အဓိကကစားသမားတွေရဲ့ဒဏ်ရာပြဿနာတွေဟာလည်းလီဗာပူးအတွက်ထိုးနှက်ချက်တစ်ခုဖြစ်ခဲ့ပြီးတော့ International Break မတိုင်ခင်နောက်ဆုံး၃ပွဲဆက်ရှုံးနေခဲ့ပါတယ်။ဒါကြောင့်မာဆီဆိုက်ရဲဝန်းမှာအနီစလော့ကိုတန်တရာတွေဟာစတင်ဝင်ရောက်လာခဲ့ပါတယ်။အဓိကကစားသမားတွေဖြစ်တဲ့မိုဟာမက် ဆာလက်မက်ကယ်လစ်စတာတို့ပုံမှန်ခြေစွမ်းမရရှိမှုဈေးကြီးပေးခေါ်ထားတဲ့ကစားသမားအသစ်တွေဖြစ်တဲ့ Florian Bus, Finbaum နဲ့ Milot Kasket တို့အသင်းနဲ့အသားမကျမှုခြေစွမ်းပြသနေတဲ့တိုက်စစ်မှု Hugo Antidiki နဲ့အဓိကကိုးသမား Alisson Becker တို့ဒဏ်ရာရရှိမှုတွေဟာ Liverpool ရဲ့အကြီးမားဆုံးပြဿနာတွေဖြစ်ခဲ့ပြီးတော့သူတို့ရဲ့တပွဲပြန်မြပေးကိုဟာ1.29အထိရှိခဲ့ပါတယ်။ဒီချက်တွေဟာ ပရီးမီးယားလီးဂ်တိုက်တယ်ရေ့စ်လမ်းကြောင်းပေါ်ကလက်ရှိချန်ပီယံလီဗာပူးအတွက်စိုးရိမ်စရာကိစ္စတွေဖြစ်လာခဲ့ပါတယ်။အနီးရောက်နေကြရဲ့တစ်ဖက်မှာတော့မန်ချက်စတာယူနိုက်တက်ဟာနီးပြအမိုရီယံလက်အောက်မှာပုံမှန်ခြေစွမ်းရဖို့ရုန်းကန်နေရပါတယ်။ဒါပေမဲ့သူတို့အနေနဲ့ဆန်နလန်ကိုအင်ကွင်းမှာတူးစီးနဲ့အနိုင်ရရှိလိုက်တာကစိတ်တဲ့ပိုင်းဆိုင်ရာခွန်အားတွေကိုရယူလိုက်သလိုပါပဲ။မန်ချက်စတာယူနိုက်တက်ရဲ့အားသာချက်တစ်ခုကတော့ဒန်ယာရကစားသမားတွေနယ်ပါခြင်းဖြစ်ပါတယ်။ဒီဆန်ဒရိုမာတီနက်နဲ့မဇရာဝီတို့ကလည်းဒန်ယာကနေပြန်လည်တက်တာလာပြီလို့သိရှိရပြီးတော့ ဒီပွဲမှာပြန်လည်ပါဝင်လာနိုင်ရည်ရှိပါတယ်ထိတိုက်တွေ့ဆုံမှုတွေက MV မှာတော့ Liverpool က Manchester United ကို10စုနှစ်10စုအကြာအသာတိရယူထားနိုင်ခဲ့ပါတယ် Premier League နောက်ဆုံး3ကြိမ်ထိတိုက်တွေ့ဆုံမှုမှာတော့7-0 0-0 2-2စတဲ့ရလဒ်တွေဖျက်ပေါ်ခဲ့ပါတယ်။ပရီးမီးယားလိခုနှစ်ပွဲကစားပြီးချိန်မှာလစ်ဗာပူးအနေနဲ့9ပွဲနိုင်2ပွဲရှုံးရမှတ်15မှတ်နဲ့လက်ရှိဇေယျရဲ့ဒုတိယနေရာမှာရှိနေပါတယ်။သတိထားရမယ့်အချက်ကလစ်ဗာပူးရဲ့ရှုံးပွဲ2ပွဲဟာအဝေးကွင်းမှာတွားရောက်ကစားခဲ့ရတဲ့ပွဲစဉ်တွေဖြစ်ပြီးတော့အိမ်ကွင်း9ပွဲလုံးနိုင်ရရှိခဲ့ပါတယ်။မန်ချက်စတာယူနိုက်တက်ကတော့ပရီးမီးယားလိခုနှစ်ပွဲမှာ3ပွဲနိုင်3ပွဲရှုံး2ပွဲတည်းရမှတ်10မှတ်နဲ့အဆင့်30နေရာမှာရှိနေပါတယ်။မန်ချက်စတာယူနိုက်တက်ရဲ့အနိုင်ရရှိတဲ့ပွဲစဉ်3ပွဲဟာအိုထရက်ဖို့မှာဖြစ်ပြီးတော့အဝေးကွင်း4ပွဲ မှာတပွဲတည်ရေသုံးပွဲရှုံးနိမ့်ထားပါဗါးမန်ချက်စတာယူနိုက်တက်ကဒီယာဒီအဝေးကွင်းနိုင်ပွဲမရရှိသေးပါဘူးဒီပွဲဟာအသင်းကြီးနှစ်သင်းရဲ့ဂုံတိုက်ခါတိုက်ပွဲဖြစ်ပြီးတော့နောက်ထပ်အရေးကြီးတဲ့ပွဲစဉ်တွေအတွက်စိတ်သက်ခွန်အားရယူရမယ့်ပွဲဖြစ်လို့နှစ်သင်းလုံးအတွက်အလွန်အရေးကြီးတဲ့ပွဲစဉ်ဖြစ်ပါတယ်နှစ်သင်းလုံးရဲ့အပြန်လည်သွင်းကိုးတွေကိုမြင်တွေ့နိုင်ရပွဲရှိပြီးတော့လီဗာပူးအသင်းဟာဒီပွဲမှာအိမ်ကွင်းအားသာချက်ကိုအသုံးချပြီးတော့နိုင်ယူသွားနိုင်ခြေရှိပါတယ်